ခုကပါစပြီလဲဆိုတော့ကျွန်တော်တို့ flu တွေစပြီလူတွေတော်တော်များများယောဂဖြစ်ကြပြီနောက်အခုအရေပြားတွေအရေပြားရတာတို့ကတော့စဖြစ်ပြီစဖြစ်ပြီဆိုတော့ခုနရေမတန့်တဲ့ကိစ္စပေါ့ရေကတော့တကယ်လိုတယ်နောက်ခုနပြောတဲ့အိမ်သာအိမ်သာအတွက်လည်းလိုတယ်ပေါ့နော်လုံပေးမယ်ဆိုလို့ရှိရင်အိမ်အိမ်သာလိုတယ်နော်လုံပေးမယ်ဆိုရင်တော့တခြားလိုအပ်ချက်တွေအများကြီးရှိတယ်ဟုတ်တကယ်လူမယ်ဆိုရင်တော့မြေပြင်ရဲ့လိုအပ်ချက်ကိုလူမယ်အဖွဲ့အနေနဲ့တေချာလာလေ့လာပြီးတော့မှအခုတကယ်မြေပြင်မှာလက်တွေ့လုံနေတဲ့လူငယ်တွေ တကယ်လက်တွေ့ဟိုကုညီနေတဲ့အဖွဲ့အစည်းရှိတယ်သူတို့ ਨੇ ထိတ်တိုက်တွေ့တွေ့ပြီးတော့မှဘသူကတော့ဗာလုံနေတယ်ဘသူတွေကတော့ဗမာရှိရဲအဲ့တော့ငါတို့ကဗာတွေထက်လူရမယ်ဆိုတော့ဆွေးနွေးမှုနဲ့ဆိုလို့ရှိရင်တော့ပိုကောင်းနိုင်မယ်ထင်တယ်ဒါမျိုးဆိုတချို့မလိုအပ်တာတွေပါလာဟုတ်တယ်တွေ့ကုန်တယ်ဟုတ်တယ်မလိုအပ်ဘဲနဲ့ဝေးဖြစ်သွားတယ်ပဲဖြစ်နေဟုတ်တယ်အခုအခုဒီမှာကအခုပထမဆုံးကျွန်တော်စလုပ်တာပါလဲဆို why why က အခုအကုန်လုံးပြည့်ပြီးတလောက်ဖြစ်သွားပြီပြည့်ပြီးတလောက်ဖြစ်သွားကြတဲ့အင်းလုံးပဲပေါ့နော်တင်းလုံးမှာပါဝိုင်းလိုအပ်ချက်ရတော့ပြည့်သွားပြီအခုထက်လုံးဖို့ကြံတာပါလဲဆိုတစ်တိုင်းတစ်တိုင်းကြတော့ကျွန်တော်တို့ကတေချာစဉ်းစားမှာပါလဲဆိုတော့ဒီအင်းအကုန်လုံးတလုံးသားကိုကျွန်တော်တို့ကပြန်ဖြည့်ဖို့အတွက်ကြတော့အင်းတလုံးခုပြန်ဆောက်မယ်ဆိုလို့ရှိရင်900 900နဲ့450လောက်မှာတို့အခုဝိုင်းလောက်တည်ယူရမှာပေါ့ရမှာဆိုတဲ့အခါကျတော့ကျွန်တော်တို့တကယ်လို့လာလှူမယ်ဆိုလို့ရှိရင်တို့ဘာလှူလဲဥပမာဝထားပါတော့ဒီအင်းနေ ဟိုရိုင်နေသွားတဲ့အိမ်တွေပြန်ဖြတ်ဖို့အတွက်ကိုဖြတ်ဖို့လက်သမားစရိတ်ကိုကျွန်တော်ကူမလား။အင်းဒါမှမဟုတ်လို့ရှိရင်တို့ပြန်ဆောက်တဲ့အခါကျလို့ရှိရင်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီပြန်ဆောက်တဲ့လက်သမားစရိတ်ကိုကျွန်တော်ကူမလား။အင်းဒါမှမဟုတ်နောက်တနည်းကျွန်တော်စဉ်းစားလို့ရပါရှိလဲဆိုဒီအိမ်တွေအတွက်ကိုလာလူတဲ့ကော်ရီးနိုးနဲ့အခုဆယ်တော်တို့နဲ့ပေါင်းပြီးတော့လာလူမှန်ဆိုလို့ရှိရင်အင်းထဲမှာအခုပြန်ဆောက်ဖို့လိုနေတဲ့တသားအိမ်တွေအတွက်ကိုကျွန်တော်တို့ကအိမ်တိုင်းအတွက်ကိုသွတ်လို့မလား။ဒါပေမဲ့ဆရာတော်နဲ့ကော်ရီးနိုးကသွတ်ကိစ္စကိုတောင်းဝင်ယူလိုက်ပြီဆိုလို့ချင်းကျွန်တော်တို့ကလည်းတိုင်ကိစ္စကိုတောင်းဝင်ယူလိုက်လို့ရအောင် အဲ့လိုပဲနောက်တစ်ဖွဲ့ကအခင်းအတွက်ကိုတောင်းဝင်ယူလိုက်ပြီဆိုလို့ရှိရင်အဲ့လိုနဲ့တစ်ဖွ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 ဲ့ကနေဝိုင်းလိုက်လို့ရှိရင်တော့ဒီသတိုင်းကိစ္စများများဆန်းဆန်းဖြစ်သွားနိုင်တယ်။နောက်ပါရှိသောအကာကိစ္စရှိမယ်။နောက်ကျွန်တော်တို့ဒီမဟန်ချိုလူလိုရွာတွေဒီကုန်းပေါ်ရွာလေးတွေရှိရယ်။အခုဒီမှာဆိုတလဲဝင်းတို့လိုရွာမျိုးလေးဆိုဒီကုန်းနဲ့ဆက်တဲ့ရွာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းဆိုတိုင်တီးတဲ့မဟုတ်ဘဲနဲ့ open net ခံတာတွေရှိရယ်။အဲဒီ open net အတွက်ကိုဘလောက်ကူမလဲပေါ့။အဲလိုမျိုးခွဲလိုက်ရင်တော့အလူရှင်တွေအတွက်လည်းဝင်တာမပြီးသလိုဒီအလူခံပုံစံတွေအတွက်လည်း လွယ်လေးတကူဖြစ်သွားမှာပေါ့ဒါဆိုအင်းနဲ့လူတွေရဲ့ထုံးစံရအောင်ပေါ့သူတို့ကသူတို့တစ်နှစ်လုပ်ငန်းခွင်ပြီးလို့သူတို့ကြံတဲ့အမြတ်တိုက်ပတ်စံလေးကိုငွေသားလေးပေါ်မှာမှာသူတို့တစ်နိုင်တစ်ဝယ်တယ်သူတို့ဝါနိုင်ဝါဝယ်တယ်ပေါ့နော်အခုခုနာရောက်တဲ့အချိန်ကခုတိမပြောင်းသေးဘူးပြောင်းသေးမပြောင်းသေးပေါ့အခုလက်ရှိဒီဒေတာတွေမှာရှိတဲ့သူကျမ်းမာရေးအချိန်တွေကကျမ်းမာရေးကတကယ်တမ်းပြောရင်တော့ဟိုသူတို့ရဲ့တကူရေးကျမ်းမာရေးထက်သူတို့ဘဝရည်တည်မှုကအရေးကြီးတယ်အဲ့တော့အဲ့ဒီ ပြန်လဲထူထောင်ရေးကိုအရင်ဦးစားပေးနေတာအခုပြန်လဲထူထောင်ရေးပြည့်သွားတဲ့အခါမှာကျွန်တော်ဒီမှာဟိုဆရာဝန်ပါတယ်နောက်ဒီရညမလေးတို့အခုဟိုစင်ကြီးဝင်းတို့အုပ်စုတွေကိုမျိုးတို့အုပ်စုတွေဆိုတော့လုပ်ထားတဲ့ဘုံဝိုင်းကလင်းနဲ့လေးရှိတယ်အဲ့ဒါနဲ့ကျွန်တော်ဆရာဝန်တွေနဲ့အခု join ပြီးတော့အခုဒီမှာကုပေးရပေါ့အခုဒီမှာဆိုလဲဒီနေ့ဆိုလဲရောက်200ကျော်တယ်ကုပေးရနောက်ပြီးတော့ကျွန်တော်တို့ဘာထပ်လုပ်ထားလဲဆိုတော့ပောက်ပါးရွာမှာကျွန်တော်ဟိုဝိုင်းလေးတစ်လုံးလှူမယ်ဝိုင်းရင်ဆိုတော့အဲ့ဒီမှာကျွန်တော်ဘာလုပ်မလဲစာကြီးတိုင်းနဲ့ဆေးကန်းနဲ့တွဲပွင့်မယ် စေကံအဲ့မှာရှိတဲ့ဒေသခံဆရာမလေးကတော့အဲ့မှာထိုင်မယ်ပြီးတော့ကျွန်တော်ကန်သာအခုဆရာလက်ကိုကိုစင်ကအပတ်စဉ်လာကြည့်မယ်လာကြည့်ပြီးတော့မှလိုအပ်တဲ့ဥစ္စာကိုသူထပ်ပြီးတော့အရေးကြီးလှုပ်ဆရာရှင်သူလာမယ်တကယ်လို့ဒီသူမရှိတဲ့ကြားထဲမှာစေကိစ္စပါညာလိုရဆိုရင်ဆရာမလေးနဲ့သူတို့ဖုန်းနဲ့ဆက်သွယ်ရအောင်ပါလို့လုပ်မယ်ပေါ့နော်ရေတန်းကဥမင်လင်းလင်းပြောရင်တော့လိုတာပေါ့လိုတယ်ဒါပေမဲ့ခုနပြောသလိုကျွန်တော်ဒီရေဘူးတွေကိစ္စကတော့ sorry ရေဘူးကတော့ မလို့တော့လို့တော့ဆိုအိမ်တိုင်းအိမ်တိုင်းမှာအရေတန်းတွေတော်တော်များများရှိနေကြတယ်။နောက်အရေတန်းဘူးတွေရဲ့အခွန်တွေဆုံးပြစ်လာလို့ရှိရင်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲတွေရတယ်အများကြီးရှိတဲ့အခါကျတကယ်လုံးချင်တယ်တကယ်လုံးချင်တယ်ဆိုလို့ရှိရင်တော့အခုဒီမှာရှိတဲ့ကျွန်တော်ရေတန်းပြန်လဲပြီးတော့လုံနေတဲ့အခွက်တွေရှိရဲ့နောက်တကယ်မြေပြင်မှာလိုအပ်နေတဲ့ဟိုပုံစံလာလိလာပြီးတော့မှရေတန်းဆက်ကိုထောက်ပံ့ပေးခြင်းတော့ရေတန်းဆက်ထောက်ပံ့ပေးတဲ့စီမံလဲဘာရှိလဲဆိုတော့အခုဒါဒီမြေပြင်မှာကျွန်တော်ကြားရတာပါလဲဆိုတော့ဟိုအရင် နှုံကဒီမှာရေတန်းဆက်တွေတက်ခဲ့ဘူးတာရှိတယ်အလူရှင်တွေလည်းလှုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီရေတန်းဆက်တွေကအခုရှေ့မှာရေဘေးတစ်ခါငန်းလင်းတစ်ခါမှာပြက်စီးသွားတာတွေရှိတယ်အဲ့ခုရှေ့ရေဘေးတော့မှာပြက်စီးသွားတော့အဲ့လှူထားတဲ့ကုမ္ပဏီတွေကိုဒီဒေသခံတွေကလှမ်းပြီးတော့လှမ်းဆက်တယ်ဒါပေမဲ့သူတို့ကသူတို့ဒီသူတို့ထိမ့်သိမ့်ပေးရမယ့်ကာလကြံ့နေသေးတာတော့မှလာပြီးတော့မပြုတ်မပေးကြတော့ဘူးမပေးကြတော့အဲ့ဒါမျိုးကြတော့ဟိုအလူရှင် ကလှူသွားပေမဲ့မြေပြင်မှာလက်ရှိအချိန်ဒီရေရှည်သုံးမရတဲ့အချိန်တွေဖြစ်တယ်ပေါ့ဖြစ်တယ်ပေါ့အဲဒီဆိုတော့အဲဒီမှာလာလှူမယ်ဆိုလို့ရှိရင်လည်းလှူတဲ့လူတွေအနေနဲ့တေချာခုနရေတန်းဆက်ကုမ္ပဏီကိုတေချာမေးပြီးတော့မှပြုပြင်ဖို့ကိစ္စတွေကိုပါတေချာဒေတာနဲ့တိုင်ပင်ပြီးတော့လုတ်လုတ်တင်တယ်ပေါ့ဆိုတော့ဘောင်းတော့ဘောင်းတော့လည်းဒေတာကံကိုပဲရေတန်းဆက်နဲ့ပတ်သက်တဲ့ maintain ကိုတော့ knowledge ပေးခဲ့တာလူမျိုးအဲ့ဒါပေးလို့ရဒါပေမဲ့သူတို့ဈေးတန်းဆက်ကြတော့ supply ပစ္စည်းတွေကိုဖြုတ်ဖြုတ်လဲတာတို့တတ်တာတို့ဖိတာတွေလဲတာတို့ဘာလို့ကြတော့ ဟိုကသူတို့ဆက်ပစ်ပေးတဲ့ကုမ္ပဏီကပဲဆက်ပစ်လို့အဲ့လိုမျိုးဆန်ပြေမအောင်ခုနရေပိုက်ပါညာတွေးတာပါညာတော့ပြဿနာဒီမှာဆိုလို့ရှိရင်လည်းတော့ဒီမှာရေတန့်ရှိတယ်ရေဦးရှိတယ်အဲ့ရေဦးကနေမှသူရေစစ်ပြီးတော့မှအောက်ကိုပေးတဲ့ဥစ္စာရှိတယ်အဲ့လိုမျိုးအခုကပါဆပြီလဲဆိုတော့ကျွန်တော်တို့ဖလူးတွေဆပြီလူတွေတော်တော်များများယောဂဖြစ်ကြပြီနောက်အခုအခြေပြားကြီးအခြေပြားရားတာတို့ဘာလို့စဖြစ်ပြီစဖြစ်ပြီဆိုတော့ခုနရေမတန့်တဲ့ကိစ္စပေါ့အဲ့လိုမျိုးဒီမှာအခုရေတန့်တဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတ်ချာတော့မသိသေးဘူး ဒီရေထွက်ရှိတဲ့ညာဝန်းလိုနေရာမျိုးမှာဆိုလို့ချင်းတို့ဆက်လီလေးနဲ့လာယူရတာပဲရှိရပေါ့ရေကတော့တကယ်လိုတယ်နောက်ခုနပြောတဲ့အိမ်သာအိမ်သာအတွက်လည်းလိုရပေါ့နော်လုံပေးမယ်ဆိုလို့ချင်းအိမ်အိမ်သာလိုတယ်နော်လုံပေးမယ်ဆိုရင်တော့တခြားလိုအပ်ချက်တွေအများကြီးရှိတယ်ဟုတ်အဲ့လိုကုန်နေပေါ့ခုတကယ်လူမယ်ဆိုရင်တော့မြေပြင်ရဲ့လိုအပ်ချက်ကိုတူမဲ့အဖွဲ့အနေနဲ့တိတ်ချလာလေးလာပြီးတော့မှအခုတကယ်မြေပြင်မှာလက်တွေ့လုံနေတဲ့လူငယ်တွေ တကယ်လက်တွေ့ဟိုကုညီနေတဲ့အဖွဲ့အစည်းရှိတယ်သူတို့ ਨੇ ထိတ်တိုက်တွေ့တွေ့ပြီးတော့မှဘသူကတော့ဗာလုံနေတယ်ဘသူတွေကတော့ဗမာရှိရဲအဲ့တော့ငါတို့ကဘာတွေထက်လူရမယ်ဆိုတော့ဆွေးနွေးမှုနဲ့ဆိုလို့ရှိရင်တော့ကိုကောင်းနိုင်မယ်ထင်တယ်ဒါမျိုးဆိုတချို့မလိုအပ်တာတွေပါလာဟုတ်တယ်တွေ့ကုန်မယ်ဟုတ်တယ်မလိုအပ်ဘဲနဲ့ wave ဖြစ်သွားတယ်ပဲဖြစ်နိုင်တယ်ဟုတ်တယ်ဟုတ်တယ်အခုအခုဆိုရင်အိမ်သားတွေလိုတယ်လို့ဟိုကောင်ဘရောင်းဆုံးဝင်နေဖုန်းကြီးဖြစ်ပြီဖရာလေဖရာလီသားဘုံရောင်းတို့ကဘာအိမ်သားဆယ်ကူသလုံးကြုံကြသွားတယ်ဆိုတော့ဘုန်းကြီးခုကြီးမရှိဖြစ်နေအောင်နော် တချို့ကြောက်လည်းအခုလက်ရှိချိန်မှာမိုဘိုင်းအင်တာနက်လေးနဲ့လုပ်နေကြတယ်ဒါပေမဲ့အဲ့ဒါလည်းရှိရှိမဖြစ်နိုင်ဘူးဆိုတော့သူတို့ဒီမှာလုပ်နေတဲ့ concrete ဟိုဒီ service can လိုဟာမျိုးတွေပါတော့အဲ့လိုဟာမျိုးတွေစနစ်တကျလုပ်မှရအောင်ဘာကြောင့်လဲဆိုတော့သူကဒီရေကိုခတ်ဒီရေကိုချိုးဒီရေကိုတောက်ဒီရေထဲမှာဤပါဆိုအဲ့ဟာကရေရှိကြတော့အဲ့ခုနိုင်လုပ်နေရဆိုကန်တာနဲ့လုပ်နေရကျွန်တော်တို့အမှန်တော့ကိုယ်ရီစားထွက်လာတော့ဒီတိုင်းလှုပ်တော့ကိုယ်ကုမ္ပဏီကလည်းကန်တာဆိုတော့ကန်တာအဖွဲ့ရနေတပြည့်ပြည့်နဲ့ဒီတိုင်းပဲဖြစ်သွားအင်းလီယူဗိုလန်တီယာနက်ဝက်ထဲမှာ တခုကျွန်တော်မြေပြင်သတင်းပေါ့ဘေးရွာမှာတော့ဝိုင်းရင်ပြီးပြီသိရင်ကြံသေးတယ်ဘေးရွာဒီမှာတော့ဘာတွေလိုနေသေးတယ်ဆိုတော့ information ကို item ကိုဝင်ကြည့်လို့ရတယ်ပြပါပါပါ Inley U Volunteer Network ဆိုရယ်ပေးရမှာ Inley U Volunteer Network အဲ့ဒီမှာကျွန်တော် data အကုန်ရှိရယ်ဒါပေမဲ့ဥမာကျွန်တော်တို့ဆိုကြီးစားမပနေလှူထားတယ်ဟိုရင်ရွာရွာရေးသားမပနေလှူထားတယ်ပေါ့စားတဲ့အဲ့ဥစ္စာတွေ Y နေပြည့်စုံသွားပြီတက်သားအင်းနေလိုသေးတယ်ပေါ့အဲ့တော့ ခုနအင်းလေးယူဗလန်တီယာနက်ဝက်ဆိုလို့ရှိရင်လည်းသူကီလာနာမှာလှူထားတယ်။ဘာကြီးလှူသေးတယ်ပေါ့။တခြားလူတွေလှူထားတဲ့နေရာတွေပေါ့။အဲ့ဒီမှာအကုန်လုံးချက်ချင်းဝင်ကြည့်လိုက်လို့ရှိရင်လိုအပ်ချက်တွေကိုမြင်ရနိုင်တယ်ပေါ့နော်။